ပိတ်ချက်ကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့တင်ဆက်သူဇော်ရွေးဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့ဘုံကြီးကြောင်ကြီးတွေကထိတ်လန့်ရှောက်ရှားဝေရတရေဇလံလေးတပုတ်သားဖြစ်ပါတယ်အစီအစဉ်လေးစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ပြုလုပ်ထားပြီးတော့အသည့်တင်တိုင်းသိရအောင်လဲဘေးနားက notification ခေါင်းလောင်းလေးကိုပါနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်တစောင်းမုံလာပညာတညာမှာပေါ့လာမင်းကြီးကလည်းလင်းထိန်နေအောင်ကိုတာနေခဲ့ပါတယ်ဖီမာတို့ရဲ့အယူအဆတွေရအဲရီညာဟာ စေးပေါင်းခါးတွေညတညာဖြစ်ပြီးတော့အဲဒီနေ့ညမှာပဲလာမင်ကြီးကိုကြည့်ပြီးအစာအတော့စားပြလို့ရှိရင်ဈေးပဲဝင်နေလို့လေစိုးစကားရှိခဲ့ပူတယ်ဗျ။ဘုံကြီးချောင်းကြီးရဲ့နောက်ပေးပဲအချမ်းမှာတော့ငပြောပင်နဲ့စိုက်ထားတဲ့စိုက်ခင်တစ်ခုရှိပါတယ်။လာရဲ့အလေးအောင်ကလည်းအဲဒီငပြောပင်ပေါ်တွေကိုကြာရောက်နေပြီးစိမ့်စိမ့်စိုးစိုးနဲ့ငပြောရက်တွေကိုလည်းထင်းထင်းရှားရှားနဲ့မြင်နေရတယ်ဗျ။ ဘုံကြောင်သာဖြစ်တဲ့သူ့ဇော်တယောက်ကတော့ညာကြီးအချိန်မတော်မှာမပြောပင်တပင်ကိုတဲကြီးမဲကြီးနဲ့ခုံနေခဲ့ပါတယ်။အဲဒီလိုခုံနေတာကလည်းအကြောင်းတစ်ခုတော့ရှိတယ်ဗျာ။အဲဒီငပြောပင်ကြီးတွေမှာကတ်တွင်နေတဲ့တဲမတစ်ကောင်ရှိနေရဲဆိုတာကိုသူ့ဇော်တယောက်သိနေခဲ့လို့သာဖြစ်ပါတယ်။ကိုသူ့ဇော်တယောက်ဘလောက်ပဲခုတ်ခုတ်ငပြောပင်ကတော့နည်းနည်းလေးမှပြတ်တော့မသွားခဲ့ဘူးဗျာ။မော်ဒီလောက်ခုံနေတာမပြတ်မှာတော့တဲမဒီထက်မှရှိမဲဆိုတာသိကြနေပြီ။နေနေငါတော့ဒီနေ့တွေ့ပြီပဲ အဲ့ဒီလိုပြောပြီးတော့ကိုတူတော်တယောက်မပြောပင်ကိုအာတွန်ခွန်ဆိုင်နဲ့ခေါ်လိုက်တာပေါ့အချက်ရများလာပြီးတိတ်မကြခင်မှာပဲမပြောပင်ရဲ့အတွန်းကနေမိမတယောက်ရဲ့နာကျင်စွာနဲ့အော်ညိလိုက်တဲ့အတန်ကိုကြားလိုက်ရတယ်ဗျအဲ့ဒီနောက်ပတ်ဝန်းကျင်ကနေလေစိမ့်တွေတိုက်ခိုက်လာပြီးမပြောပင်တွေကလည်းလေထဲမှာလွတ်မြော်လာကတစီတကောင်လိုဖြစ်နေခဲ့ပါတော့တယ်ဒီလိုနဲ့အချက်ရများပြားလာတဲ့အခါမှာတော့မပြောပင်တွေကနေအမျိုးသမီးတယောက်ပေါ်ထွက်လာခဲ့တယ်ဗျာ ူမအစိုးရဝန်ဆက်ကိုဝတ်ဆင်ထားပြီးလက်ဟုတ်ကိုချီထားခဲ့ပါတယ်။နောက်ပြီးသူမရဲ့လက်တွေမှာလည်းလက်သေးနေပြီးစိုးထားသလိုနှကန်းနေပြီးကလည်းရဲနေအောင်ကိုစိုးထားခဲ့ပါတယ်။ဒါရင်မကသေးပဲသူမရဲ့ညာဘက်နားပေါ်မှာလည်းပန်းလေးတစ်ပွင့်ကိုပန်ဆင်ထားခဲ့ပြီးတော့ပုံစံကိုကြည့်ရတာကတော့အတော်လေးကိုအလှကြိုက်တဲ့တဲမတကောင်သာဖြစ်ပုံရတယ်ဗျ။ဆမခုတ်ပါနေရောဒီမှာတော်တော်နာနေပြီရှင်ပါဖြစ်ချင်လို့လေရှင်ခိုင်းတဲ့အတိုင်းကျမလုပ်ပေးပါမယ်ကျေးဇူးပြုပြီးအသက်ကိုတော့ချမ်းသာပေးပါ ဒုက္ခမှာတော့ထူးစော်လေတဲမပြောတာကိုနားမထောင်ပဲသူ့ရဲ့လက်ထဲကဒါကိုအဖို့ကိုမြောက်လိုက်တယ်ဗျ။နောက်ပြီးအာယူကတဲမကိုခုံလိုက်တာတော့လေ။ထိုးစင်မှာပဲဒါတချောင်းကရုတ်တရက်ပေါ်လာပြီးတဲမရဲ့ရှေ့ကနေကာစည်းလိုက်တယ်ဗျ။အဲ့ဒီဒါပိုင်ရှင်ကတော့ထူးစော်ရဲ့တငယ်ချင်းဘုံကြီးចောင်းသားအောင်လင်းလာဖြစ်ပါလေ။ထီကုံအမတ်မရှိသေးဘူးပဲ။မာဒီမတဲမကိုနှိမ်နေနေရဲ့ကွာ။ဘာလို့လာဝင်ရှုပ်တာလဲ။အေးစီစီចောင်းထဲမှာသွားနေပါကွာ။ဒါတဲမမဟုတ်ဘူးကွာ။ ငါရဲ့အချစ်စနိုလေးတာနီမင်းသူ့ကိုတတ်ချင်ငါဒီမှပဲတတ်လို့ရမယ်ထိုခါမှတော့ထူးစော်လေးဓာတ်ကိုပြန်ချလိုက်ပြီးတော့ခေါင်းတစ်ချက်ခါလိုက်ပါတော့တယ်ငယ်ငယ်လေးတွေကငယ်တငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့အောင်လေးတယောက်သူ့ရဲ့တာနီလေးအတွက်ဆိုရင်တငယ်ချင်းအရင်တယောက်ကိုတောင်းတက်ပြဖို့ရဝေမလေးတော့ဘူးဗျချစ်တွင်နဲ့မျက်လုံးကဇုံလုံးကန်သွားပြီငါရှစ်ဆက်တို့နေလေငါ့ဘဝကပြန်တက်တော့မှာကောင်းပြီလေငါမလောက်ချက်တော့ပါဘူးမင်းရဲ့တာနီလေးကိုလေတေချာလေးဂေယူဆိုင်လိုက်ပါအောင်ကွာ အဲဒီခါမှာတော့အောင်လင်းလေးတာနီလေးရဲ့လက်ကိုဆွဲကာထိုနေရာကနေထွက်သွားခဲ့ပါတယ်သူစော်တယောက်ကတော့သူ့ရဲ့အစီအစဉ်မအောင်မြင်လိုက်တာကြောင့်အခဲမကြီးဖြစ်ခါနေရာမှာပဲကြံခဲ့ရတယ်ဗျစိတ်ချအသေးလေးကိုရှိနေသူအကိုအသေးလေးဘာမှမဖြစ်စရာအသေးရဲ့တောက်သေးကိုလာလာမကြောက်နဲ့အကိုဖတ်ထားမယ်အဲဒီလိုဆိုပြီးတော့အောင်လင်းတယောက်သူ့ရဲ့တာနီလေးကိုဖတ်ထားလိုက်ပါတယ် အဲဒီလိုဖိုက်လိုက်တဲ့အချိန်မှာတော့အောင်လေးရဲ့မျက်နှာဟာမှုရထားသလိုပြုံးစီစီနဲ့ဖြစ်နေကြတယ်ဗျ။ဒီလိုနဲ့တနေ့တာကုံဆုံးသွားပြီးတော့မနက်ခင်းတစ်ခုကိုရောက်လာခဲ့ပါတယ်။အောင်လင်းတယောက်မနက်ခင်းကိုရောက်မှပဲတာနီလေးနဲ့အတူရှိနေရငပြောတော်တွေကနေထွက်လာခဲ့တာပေါ့။အဲဒီလိုထွက်လာတဲ့အချိန်မှာတော့အောင်လင်းရဲ့ခန္ဓာကိုယ်ဟာပိန်ရှုံးသွားပြီးတော့တိတိတသာကြာဆင်းသွားခဲ့ပါတော့တယ်။ ထိုစမှာပဲထူးဆိုတယောက်ဖုန်ကြီးเจ้าရဲ့နောက်ဖေးကိုအပေါ့သွားဖို့အတွက်ထွက်လာခဲ့တယ်ဗျအဲဒီအချိန်မှာပဲငပြောပင်နေရဲ့ကြားထဲကနေထွက်လာတဲ့တငယ်ချင်းဖြစ်သူအောင်လင်းကိုမြင်လိုက်ရပါတော့တယ်တငယ်ချင်းကြီးတိတိတတဝါဖြူလာပါလားမင်းရဲ့ချစ်သူလေးကဘာရင်းများကျွေးလိုက်လို့ရုံးကွာမင်းကတော့လောင်နေရလားကိုယ့်လိုကိုအသာလုပ်ပါကွာငါကိစ္စတွေမှာဘူးမရှုပ်ပါနဲ့အဲဒီလိုဆိုပြီးတော့အောင်လင်းလေးဖုန်ကြီးเจ้าလေးကိုဝင်သွားခဲ့ပါတယ်သူစော်တယောက်အသက်ကိုပြင်းပြင်းလေးရှူလိုက်ပါတယ် သူရဲ့တငယ်ချင်းအတွက်အတော်လေးကိုရင်လေးနေခဲ့ရတာပေါ့ဒီလိုနဲ့ညကိုရောက်တဲ့အခါမှာတော့အောင်လင်းတယောက်မပြောပင်နေတဲ့ကြားထဲကိုထပ်မံဝင်သွားခဲ့တယ်ဗျအဲဒီလိုဝင်သွားတာကိုလည်းဒီတစ်ခါမှာတော့ကြောင်းလန်စီရောကြီးကိုတိုင်းမြင်လိုက်ရပါတယ်ကြောင်းလန်ဆိုပေမဲ့လေမနေ့တနေ့ကမှရွာကိုရောက်လာပြီးကြောင်းထိုင်နေတဲ့ဘုံကြီးအတ္တာဖြစ်တာပေါ့တကားလေဘယ်လိုသွားမလို့လဲဒီအချင်းကြီးဥစဉ်အပေါ်လိုက်ခဲ့ရအောင်မလား အဲဒီလိုဦးစင်းကပြောလိုက်ပေမဲ့လေအောက်လင်းကတော့ဘာစကားတခွဲမှပြန်မပြောခဲ့ဘူးဗျနောက်ကိုတစ်ချက်သာပြန်လှည့်ကြည့်လိုက်ပြီးမပြောပင်နေရဲ့ဂျားတွေကိုပဲဝင်သွားခဲ့ပါတော့လေတို့အချိန်မှာပဲမပြောပင်နေရဲ့ဂျားတွေကနေမိမတယောက်ရဲ့စူးစူးရှာရှာနဲ့အော်လိုက်တဲ့အတန်းကိုကြားလိုက်ရတယ်ဗျထိုကောင်မှတော့အเจ้าနိုင်ဖုန်းကြီးလေဒါဒါတက်စစ်ထောက်တာများလားကျောင်းနယ်ဖုန်းကြီးလဲမျိုးလုံးပြူးထွက်လာခဲ့ရပေါ့။နောက်ပြီးဖက်နယ်ကိုရှေ့မှာချလိုက်ခါကျောင်းနယ်တင်ပါတတရဲကြောင်ထပ်ပြေးသွားခဲ့တယ်ဗျ။ ကိုတော့ကိုတော့ဘာဖြစ်လာတာလဲသူကြောကအဲ့လိုမေးလိုက်ပေမဲ့လေဦးစင်ကတော့ကြံဖေးခဲ့ဦးဗျနောက်ကိုတော့လှိမ်မကြီးပဲတကြောလေးသာထွက်ပြေးသွားခဲ့ပါလေအဲ့ဒီခါမှာတော့သူစော်လေးဦးစင်ဟာတရေအချောက်ခံလာရပြီဆိုတာကိုသိလိုက်တာပေါ့ဟာမဖြစ်တော့ဒီတဲမှာတော်တော်ဒုက္ခပေးနေပြီအဲ့လိုဆိုပြီးတော့သူစော်လေးတဲမှာရှိရာငပြောချန်လေးကိုဝင်လာခဲ့ပါတော့တယ်ငပြောချန်လေးမှာတော့အောင်လင်းဟာရောက်နေခဲ့ပြီဖြစ်ပြီးတော့ဒါနီတဲမှာနဲ့ တွေးဆုံနေခဲ့တယ်ဗျ။တာနီတေးမကလည်းအောင်လေးရဲ့အနားမှာရှိနေပြီးမုံလာဦးတူးကြဖို့အတွက်ပြင်ဆင်နေကြပါတော့တယ်။ထိုချိန်မှာပဲထူးစော်တယောက်သူတို့နှစ်ယောက်ရဲ့အနားကိုရောက်သွားပြီးအခြေကိုတိုးသွားခဲ့ပါတယ်။မင်းမင်းဘလို့ရောက်လာပြန်လားလဲ။ငါကိစ္စဒီမှာဘုံမရှုပ်ပါနဲ့လို့မင်းကငါဘယ်နှခါပြောရမှာလဲ။အောင်းကြီးဒီနေ့တော့ဒီသေးမကိုငါအပြက်ရှင်းမှဖြစ်တော်မယ်။မဟုတ်ရင်မင်းလည်းမလကဇန်ကြွတော့မှတေချာနေပြီ။အဲ့တော့မင်းငါရှိရနေဖယ်လိုက်တော့ အဲ့လိုပြောပြီးတော့ထူစွာသူ့ရဲ့ဓာတ်ကိုထုတ်ပြီးအပေါ်ကိုမြှောက်လိုက်တယ်ဗျာထူစွာရဲ့ဓာတ်ကလည်းတာမန်ဓာတ်တစ်ချောင်းတော့မဟုတ်ပါဘူးထူစွာရဲ့အဖိုးဖြစ်သူအထက်လန်းဆရာကြီးဟာသူမတည်ဆုံးခင်မှာလက်ဆောင်အမွေတစ်ခုအနေနဲ့ဘေးသွားခဲ့တဲ့မှုံဝင်ဓာတ်တလက်သားဖြစ်ပါတယ်အောင်လင်းတယောက်ရုပ်တရက်ပြေးဝင်လာပြီးထူစွာကိုပြစ်ထိုးလိုက်ပါတယ်အဲအကြောင်းလဲထူစွာတယောက်မြေကြီးမှာလဲချသွားခဲ့တာပေါ့ထိုခါမှာတော့အောင်လင်းဟာထူစွာရဲ့ရင်ဘတ်ပေါ်ကိုခြေထောက်တင်ထားလိုက်ပြီးတော့ ော်တော်ဝင်ရှုပ်ချင်တဲ့ကောင်။ငါတေးမပဲအမင်းငါရဲ့တာနီလေးကိုထိလို့ရမယ်။အောင်လင်းဟာပြူစားခံထားရတာဖြစ်ပြီးတငယ်ချင်းအရင်တယောက်ကိုရန်သူတယောက်လိုသဘောထားပြီးကြမ်းကြမ်းတမ်းတမ်းနဲ့ဆက်ဆံနေခဲ့တာပေါ့။ဒါပေမဲ့လေပြူစားခံထားရတဲ့ကိုတင်နေတဲ့ထူးစော်ကတော့သူ့ရဲ့တငယ်ချင်းကအဲ့ဒီလိုဆက်ဆံနေခဲ့ပေမဲ့လေဘလို့မှတော့သဘောမထားခဲ့ဘူးဗျ။နောက်ပြီးချက်ချင်းဆိုသလိုလဲကျနေရကနေထားလိုက်ပြီးတာနီတေးမရှိရကိုပြေးသွားတာတေးမရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးချလိုက်ပါလေ။အာမူလိုက်တာ ငါဘာဖြစ်သွားလဲနောက်ပြီးထူးသောကသူ့ရဲ့တငယ်ချင်းအောင်လင်းကိုလည်းခြေစုံပစ်ကန်လိုက်တယ်ဗျအာရင်ချီနေနေတဲ့အောင်လင်းတယောက်ထူးသောကအဲဒီလိုကန်လိုက်တဲ့အခါမှာတော့ချက်ချင်းဆိုသလိုမြပြမောကိုလဲကျသွားခဲ့တာပေါ့အကောညမတတအသက်မရှင်နိုင်တော့ဘူးကုသပေါ်နီးလန်းတစ်ခုပဲရှိတယ်ညနေနေနေရဲ့ငှပြောပြင်အချိန်မှာကျမရဲ့အသက်ဖြစ်တဲ့ထလောင်းတစ်ခုရှိတယ်အဲ့ဒါလေးကိုယူပေးပါနော်ဒါဆိုညမနဲ့ကိုလည်းတသက်လုံးတူတူနေသွားရတော့မှာ ဒုက္ခမှာတော့အောင်းလင်းလေးတာနေတဲ့မှာပြောပြတဲ့နေရာကိုပြေးသွားပြီးအပင်ချေးမှာမြင်တွေ့ရတဲ့အစိမ်းအောင်တက်လုံလေးကိုယူလိုက်တာပေါ့ဟာဒီကောတဲမှာခိုင်းတာအကုန်လုတော်တာပဲငါစကားကိုနည်းနည်းလေးမှကိုနားမထောင်တော့အဲဒီချိန်မှာပဲအောင်းလင်းဟာတက်လုံကိုယူလာပြီးတငယ်ချင်းဖြစ်တဲ့ထူးစော်ကိုပေးလိုက်တာပေါ့ရော့တငယ်ချင်းမင်းစိတ်ထဲမှာရှိရတိုင်းလုလိုက်တော့အဲဒီလိုတငယ်ချင်းဖြစ်သူကပေးလိုက်တဲ့အခါမှာတော့ထူးစော်တယောက်အတော်လေးကိုအံ့အားသေးသွားခဲ့ရတယ်ဗျအကုန် ဘာဘာဖြစ်လို့တို့ပြေးလိုက်ရလဲတို့ပြေးလိုက်ညီမတီသွားလိုက်မယ်ပြန်ယူလိုက်ပါနော်တော်စန်းတစီမနင်းလှဲ့စားတာတွေကအခုချိန်မှာပြီးဆုံးသွားပြီနင်းအပြင်းနဲ့သာနင်းခံပေတော့အဲဒီနောက်မှာတော့အောင်းလင်းလေလက်ထက်ကဓာလုံးလေးကိုမြေပြင်မှာပြေးချလိုက်ပါတော့တယ်သူဆိုလဲအချိန်ဆွဲမနေတော့ပဲအဲ့ဒီအစိမ်းအောင်ဓာလုံးကိုသူ့ရဲ့မော်တာနဲ့ခုတ်ချလိုက်တယ်ဗျာတို့စင်မှာပဲဓာလုံးကနှချမ်းခွဲသွားပြီးနေရာကနေပြောက်ခွဲသွားခဲ့ပါတော့တယ် အဲဒီလိုဓာတ်လုံးမရှိတော့တဲ့အချိန်မှာတော့ငါပြောပေမှာကတ်တွေနီးရဲ့တာနီသေးမှလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့တယ်ဗျနှုတ်ဆက်ပါတယ်အခုအချစ်ကလေးကောင်းရမွန်ရကိုယ်တော်တွားပြီတော့ဒီကောင်ဒီလောက်ထိခံထားရတာကိုတော့မှတ်မှတ်သိဘူးလားမင်းတော်တော်တနာကြီးရဲ့ကောင်ပဲနည်းနည်းလေးပဲနာဘူးမိရပါကွာမင်းကလေဟုတ်ကဲ့ဇလန်လေးရောဒီလောက်ပါပဲခင်ဗျာအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်